။သိန်းတထောင်ကျော်တဲ့အိမ်မှာနေပေမဲ့အိမ်ကိုရေတက်လာလို့ဒုက္ခရောက်နေတဲ့ခင်စားကြီးကျော်၊ပရိသတ်များအလုံးမင်္ဂလာပါရှင့်။ဘာမစ်နောင်းကနေပြန်လေးကြိုဆိုလိုက်ပါရစေ။ချမ်းသာကြွယ်ဝလွန်လွန်သိန်းတောင်းချီတန်းတဲ့အိမ်မာနေပေမဲ့တာမန်ဆင်းရဲသားပြည်သူတွေလုံးဒုက္ခရောက်နေရတာကတော့ဝိုင်းရင်တယောက်ဆောင်မင်းသမီးကြီးခင်စားကြည့်ကြပါဦး။ အားလုံးသိကြတဲ့အတိုင်းရန်ကုန်မြို့မှာမိုးရသည်ကြားရောက်ပြီဆိုရင်လူတိုင်းကြုံတွေ့ရတဲ့အရာကတော့အရေးကြီးရေရှမ်းမှုဖြစ်စင်မှာပဲအထူးသဖြင့်ရန်ကုန်မြို့မှာရေမြောင်းတွေရေစည်းစင်းမှုမကောင်းတာနဲ့အတူမိုးနေနေရွာပြီဆိုရင်ကားလမ်းတွေပေါ်မှာရေတွေဟာငွေဆောင်ကိုရောက်တယ်လို့ချောင်းသာကိုရောက်နေတယ်လို့ဖြစ်သွားတတ်ပါတယ် ဒါတင်မကပါဘူးရေတွေဟာရက်ွက်တွေအတဲကိုတောင်းဝင်လာတတ်ပါတယ်လူတော်တော်များများကတော့ဒီလိုမျိုးရေကြီးရာကရန်ကုန်မြို့ကတာမန်လူတန်းစားတွေနေထိုင်တဲ့နေရာမှာပဲဖြစ်တာများပြီးတော့တခြားနေရာမှာမဖြစ်ဘူးလို့ထင်တတ်ကြပါတယ်ဒါပေမဲ့ဒီလိုရေကြီးမှုဖြစ်စဉ်ကသိန်းပေါင်းတောင်းချီတန်တဲ့အိမ်တွေရှိတယ်ရက်ွက်မှာတောင်းဖြစ်လိမ့်ရှိကြောင်းဝိုင်းရင်တယောက်ဆောင်မင်းသမီးခင်စာကြည့်ကြောကပြောခဲ့ရာဖြစ်ပါတယ် အခုဆိုရင်တော့ခင်စာကြည်ကျော်ရဲ့အိမ်မှာရေရွေကြီးနေရာကြောင့်နိုင်ငံကျော်ရုပ်ရှင်တယောက်ဆောင်မင်းသမီးကြီးခင်စာကြည်ကျော်တယောက်ဂါဝင်ကိုတူတူဝေးကလေတော်ထဲမှာကောက်ဆိုင်သွားသလိုရေကန်ထဲဆင်းသလိုလို့လုပ်နေရတာဖြစ်ပါတယ်။အလုံးသေးကြတဲ့အတိုင်းတယောက်ဆောင်မင်းသမီးခင်စာကြည်ကျော်ကနိုင်ငံကျော်အကယ်ဒမီစုရရှိတဲ့ရုပ်ရှင်နဲ့ဗီဒီယိုတယောက်ဆောင်တယောက်ဖြစ်လို့တော်တော်လေးလေးချမ်းသာကြွယ်ပါပါတယ်။ဒါပြင်ခင်စာကြည်ကျော်ရဲ့သားလေးဖြစ်တဲ့ဖုံမင်းနီလာဟာအခုချိန်မှာရုပ်ရှင်ဇာတ်ကားတွေရုပ်တံဇလန်တွေတွေမှာတော်တော်လေးကိုပါဝင်တယောက်ဆောင်ခွင့်ရနေပါပြီ။ ်ဒါကြောင့်လည်းတရုတ်ဆောင်ခင်းစားကြီးကျော်တို့သားမီးကမြောက်တကုံပင်လုံအေရာတွေကတင်းတောင်းချီတန်နဲ့အိမ်ကြီးထဲမှာနေထိုင်နေကြတာဖြစ်ပါတယ်ပင်လုံအေရာဆိုတာကတော့တော်တော်လေးကိုချမ်းသာကြွားပြီးတော့တာမန်အောက်ခြေအခြေခံလူဒန်းစားတွေဆယ်သက်ဆောင်လောက်ရှောက်ဖွေရင်တောင်မှပင်လုံအေရာမှာအိမ်တလုံးဝယ်ဖို့မဖြစ်နိုင်ပါဘူးဒါပေမဲ့ခင်းစားကြီးကျော်တို့ကတော့နိုင်ငံကျော်ရုပ်ရှင်တရုတ်ဆောင်တွေမို့လို့ဝယ်ယူနိုင်ခဲ့ပါတယ် ဒါပေမဲ့ခုခါမှာတော့ဒီလိုမျိုးလူကုန်ထန်တထေးတွေနေထိုင်တဲ့ပင်လုံအိမ်ယာမှာရေတွေတက်လာတာဖြစ်ပါတယ်။ဒါကလည်းအခုရပိုင်းထဲမှာဘင်္ဂလားပင်လယ်ော်အတွင်းဖြစ်ပေါ်နေတဲ့မုန်တိုင်းအရှိန်ကြောင့်မိုးတွေကြီးနေလို့ပါ။ဒါပေမဲ့လည်းဒီလိုမျိုးမိုးတွေကြီးနေရတဲ့ပင်လုံအိမ်ယာထဲမှာတော်တော်လေးကိုရေကြီးနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်းခင်စာကြည်ကျော်ကကားရီနဲ့အတူအိမ်အောက်ထပ်တစ်ထပ်လုံးရေမြုပ်နေတဲ့အခြေအနေကိုသူမတို့အိမ်ထဲမှာရေတွေဝင်နေတဲ့အခြေအနေတွေကိုအင်တာနက်ပေါ်မှာမျှဝေလာခဲ့ပါတယ်။ခင်စာကြည်ကျော်ကသူမတို့ပင်လုံအိမ်ယာမှာရေဘေးနဲ့တွေ့ရာ၃ရက်ရှိပါပြီရှင်။ မေလ26 29 28ရက်နေ့ဒီနေ့အစိုးဆုံးမှာညနေ4နာရီဆိုရင်ရေတက်လာပါပြီ။ည9နာရီမှာရေပြန်ကျတာပါ။တော်တော်ဒုက္ခရောက်ပါတယ်လို့ဆိုခဲ့ပါတယ်။ပရိသတ်တွေကတော့မိုးရသည်မဆခင်မှာတောင်ဒီလိုမျိုးရေတွေကြီးနေရင်တမိုးရင်လုံးဘလို့နေကြမလဲဆိုပြီးညှိတွားနေကြတာဖြစ်ပါတယ်။ရန်ကုန်မြို့မှာမိုးရင်ဘက်ရေကြီးရေရှမ်းမှုဖြစ်စဉ်ကစင်ရသားရက်ကွက်တထေးလူကုန်တန်းရက်ကွက်မရွေဖြစ်ပွားနေရကိုလည်းတွေ့ရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမိုးရသည်မှာရေရှမ်းမှုတန်ကိုခံရပါသလား။ ိမိတို့ရဲ့အတွေ့အကြုံလေးတွေကိုပြောသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်